အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြောင့်နေရေးဇွန်လ၁၂ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော်မှာဖြစ်ပါရယ်။စစ်ကောင်စီကရုရှားနဲ့မြန်မာကြားအပြန်အလှန်ဗီဇာကိလုတ်ခွင့်ရဖို့ဆွေးနွေးနေပါရယ်။ ရန်ကုန်တိုင်းအတွင်းအရွှေလုံငန်းရှင်တွေနဲ့အွန်လိုင်းကရွှေရောင်းဝယ်သူတွေအားလုံးရွှေဆိုင်နဲ့ပတ်သက်တဲ့အလိုက်စင်ကိုမဖြစ်မနေလျှောက်သားကြဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကအထူးသတိပေးလိုက်ပါတယ်။ခိုင်မင်းနေပုံနာချုံမြို့နေစပေးရှောင်းစကန်တခုကအင်ချေတရာကျော်အတွက်အမှုကအရေးပေါ်ကူညီရလိုအပ်နေလို့ပုံနာချုံလူငယ်အစည်းအရုံးကနေသိရပါတယ်။စားရတဲ့တဲ့နေကိုတင်ဆက်ပြီးတော့မှာပါကျမတို့အစစ်စစ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ အာနာဒိန်စစ်ကောင်စီကရုရှားနဲ့မြန်မာနိုင်ငံကြားနှစ်နိုင်ငံအပြန်အလှန်ဗီဇာကုလခွင့်ရရေးဆွေးနွေးနေရလို့ဒီကနေ့ဝါတာပြန်တင်စားတွေကနေထုတ်ပြန်လိုက်ပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ ရုရှားနိုင်ငံမော်စကိုမြို့မှာဂျင်လာ၁၀ရက်နေ့ကနေ၁၅ရက်နေ့အထိပြုလုပ်နေတဲ့မော်စကိုနိုင်ငံတကာခီးတွားဖိုရမ်နဲ့ခီးတွားပြပွဲမှာစစ်ကောင်စီရဲ့ဟိုတယ်နဲ့ခီးတွားလာရေးဝန်ကြီးဌာနနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနဲ့ဆွေးနွေးခဲ့တာလို့ဆိုပါရင်အဲ့ဒီလိုဆွေးနွေးချိန်အပြာလန်ဗီဇာကင်းလုပ်ခွင့်ရရဲ့အပြင်မြန်မာနိုင်ငံကိုရုရှားခီးတွားတွေပို့လာနိုင်ရေးကိုလည်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရုရှားနိုင်ငံကအရင်းအမြစ်မြုပ်နှံသူတွေအနေနဲ့မြန်မာနိုင်ငံဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေမှာလာရင်းနှီးမြှုပ်နှံကြဖို့လဲစစ်ကောင်စီဘက်ကပြောဆိုခဲ့တယ်လို့ထုတ်ပြန်ကြပါတယ်။ လက်ရှိအချိန်မှာတော့ရုရှားနိုင်ငံဟာယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်နေတယ်လို့အာနာဒိစစ်ကောင်စီဘက်ကလည်းအာနာဒိစစ်ကောင်စီဘက်ကနေရည်တည်ပေးနေတဲ့နိုင်ငံလေးဖြစ်ပါတယ်။ဒီနေ့မတ်လအချိန်မှာတော့အာနာဒိစစ်ကောင်စီကောင်စားဘူချုံမူဂျီမြောင်လိုက်ဟာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာအသေးစားအမှုမျိုးတပ်ပေါင်းဖို့စီမံကိန်းတည်ဆောက်ဖို့သဘောတူခဲ့ပါတယ်။ ဒါအပြင်အခုနှစ်မေလချင်းမှာပဲရုရှားသမ္မတပူတင်ရဲ့ဖိတ်ခေါ်ချက်အရမော်စကိုမြို့မှာလုံတဲ့ဒုတိယကမ္ဘာစစ်ကာလမဟာမိတ်တပ်တွေရဲ့အောင်ပွဲနဲ့နိရှိစေပြည်အခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့အဲဒီပွဲမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ပီဒူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြန်မာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09096 3တုံ3တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ရန်ကုန်တိုင်းအတွင်းအားရွှေလုံငန်းရှင်တွေနဲ့အွန်လိုင်းကရွှေရုံဝင်သူတွေအားလုံးရွှေဆိုင်နဲ့ပတ်သက်တဲ့လိစင်ကိုမဖြစ်မနေရှောက်တာချဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကအထူးတတိပေးလိုက်ပါတယ်။စောစိုင်းကတိဆက်ပေးမှာပါ။ရွှေလုံငန်းရှင်တွေ ရွှေဆိုင်တွေအွန်လိုင်းကတဆင်ရွှေရောင်းဝယ်သူတွေအားလုံးလိုအပ်တဲ့လိုင်စင်ရှောက်ထားရမှာဖြစ်ပြီးတော့တဆိုင်ရာဌာနတွေကလာရောက်စစ်ဆေးတဲ့အချိန်လိုက်နာမှုမရှိဘူးဆိုရင်ထိထိရောက်ရောက်အေးအေးယူခံရမယ်လို့လည်းတတိပေးထားပါတယ်။ဒါအပြင်အွန်လိုင်းကရွှေရောင်းဝယ်သူတွေအနေနဲ့ငွေစုစာအုပ်နဲ့ရောင်းချတာ၊တာလီစနစ်နဲ့ရောင်းချတာ၊ကန်စာမဲဖောက်ပြီးရောင်းချတာတွေမပြုလုပ်ကြဖို့လည်းအတိပေးထားပါတယ်။ရွှေဆိုင်လုပ်ငန်းတစ်ခုမှာတတတုရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီလုပ်ငန်းလိုင်စင် အဖိုးတန်တတုရောင်းဝယ်ရေးလုပ်ငန်းအတိအမပြုမပုံတင်လက်မှတ်နဲ့ကုန်စည်ထုတ်လုပ်သူဇမမဟုတ်ကုန်သွယ်မှုဆောင်ရွက်သူဒါမှမဟုတ်ဝန်ဆောင်မှုဆောင်ရွက်သူတွေကိုထုတ်ပေးတဲ့လုပ်ငန်းမပုံတင်လက်မှတ်တွေလျှောက်ထားဖို့လိုအပ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်းကအတိပေးလာရလည်းဖြစ်ပါတယ်ရွှေစင်းလုံးတည်ငင်ဖို့လည်းနေ့စဉ်တမတ်စင်းလုံးနဲ့ရောင်းချရမယ်လို့လည်းတတိပေးထားပါဗါရယ်အနာသိမ့်ပြီးနောက်ပိုင်းအွန်လိုင်းကသစင်ရွှေရောင်းချမှုတွေပုံမှုများပြလာတယ်လို့နာမည်ကြီးဆယ်လီတွေကိုအသုံးပြုပြီးတော့အွန်လိုင်းကသစင် live link ပြီးရောင်းချမှုတွေလည်းရှိနေပါဗါရယ် ခင်မီနီပုံနာချုံမျိုးနေစပေးဆောင်စကန်တခုကအင်ချေတရားချုပ်အတွက်အမိုးကအေးပေါ်ကူညီရလိုအပ်နေရလို့ပုံနာချုံလူငယ်အစီအယုံ PYA ကနေတရားပါရယ်ပုံနာချုံမျိုးနေတွင်ကစပေးဆောင်စကန်တွင်မှာနေနေအရရက်ကအရခပီသူစပေးဆောင်နေနေထိုင်နေပြီးတော့မွေးရတီကာလာကိုဖျက်ချော်ဖို့အမိုးအကကူညီရအေးပေါ်လိုအပ်နေရလေဖြစ်ပါရယ် BYA ရဲ့ကွင်းဆင်းလေ့လာမှုအရအင်ဂျင်နီယာ60ကျော်ရှိတဲ့စကြံစကန်တစ်ခုမှာအင်ဂျင်တရားကျောင်းအတွက်အမိုးကားလိုအပ်နေတယ်လို့အင်ဂျင်60ဝန်ကျင်ကတော့အမိုးရွာခရင်လုံးဝနေစရာမရှိတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့ BYA ကဆိုပါတယ်စရှောင်းတို့ကမိုးရွာချင်းတမင်ချက်စားဖို့နေရာမရှိရာကြောင့်တမင်မဆာရတဲ့အခြေအကျုံတွေနေရာတလို့စရှောင်းစကန်တွေမှာအမှုအကားရဖို့၊ကုညီပေးချဖို့အတွက်ကုညီတောင်းခံထားတာဖြစ်ပါတယ်။ 2023ခုနှစ်ကစပြီးရခိုင်ပြည်နယ်အာဏာသိမ်းစစ်ကောင်စီနဲ့ရခိုင်တပ်တော်အေရိုကြားတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ရခိုင်ပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူတွေလည်းအများအပြားရှိနေပါတယ်။အရကတတိုရေလူသားချင်းစာနာထောက်ထားရေးဖွံ့ဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးရုံးရဲ့2025ခုနှစ်မတ်လကထုတ်ပြန်ပြောကြားထားမှုတွေအရရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်ကမှန်ချိန်9သိန်းကျော်တည်ရှိလာပြီးတော့ပုံနာချွန်၊ကြောက်ဖြူ၊ပောက်တုံးနဲ့ကွာမျိုးနယ်တွေမှာစစ်ရှောင်အရေအတွက်ဒေါ်လာတွေလောက်တည်ရပါတယ် က်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်လက်တလော ကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတဝမ်းမှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်သောကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါ အချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွေးနေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာ ညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆောက်ကစားရမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမ်းမာရီနဲ့စိတ်ပိုင်းဆိုင်ရာဂျမ်းမာရီကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့ အဲ့ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပြီးမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကြဉ်တတ်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်တင်ပါတယ်စတဲ့ ကိုရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင်မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီကနေ့သတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။